ဒီဗီဒီယိုမှာဂျောမတီအခြေခံအားနည်းတဲ့ကလေးတွေအတွက် physics geometry battery ကို selection ပြမယ်။ရှေ့မှာ point တွေ line တွေရှင်းခဲ့ပြီးသွားပြီ။ line မျိုးမျိုးအကြောင်းလည်းရှင်းခဲ့ပြီးပြီ။အခုဒီဗီဒီယိုမှာ plane အကြောင်းကို ရှင်းပြမယ်။ပြီးရင် coplanar အကြောင်းရှင်းပြမယ်နော်။ ဒီဗီဒီယိုမှာကျွန်တော် plain ညောင်းကိုရှင်းပြမယ်เนาะ plain ကိုရင်းစာရှင်းပြမယ်ဟွာကျွန်တော်တို့က plain ပုံတပုံကို ဖော်ပြတဲ့အခါမှာအနားလေးဘက်နဲ့ဖော်ပြရတယ်เนาะ quadrilateral ထွဲပုံစံပေါ့ပြီးရင်ဒီထဲမှာကျွန်တော်အမှတ်ကလေးတွေမှတ်ဖော်ပြလို့ရတယ် ဟုတ်ပြီနော်အမှတ်ကလေးတွေမှတ်ပြီးတော့ဖော်ပြလို့ရတယ်တခါတရံမှာကျွန်တော်တို့ကတောက်မှာကပီတယ်လက်တာတစ်လုံးနဲ့ဖော်ပြလို့ရတယ်အမှတ်မပါပဲနဲ့နော်အဲ plane ကကျွန်တော်တို့ flex surface တစ်ခုဖြစ်တယ်နော် plane က flex surface တစ်ခုဖြစ်တယ်ပေါ့နော်ပြားနေတဲ့မျက်နှာပြင်တစ်ခုဖြစ်တယ်ပြီးတော့သူ့ကို extend လုပ်လို့ရတယ် extend ဆိုတာချဲ့လို့ရတယ် ဟိုပေါ့ကျွန်တော်တို့ in of direction ပေါ့ direction အကုန်လုံးကိုဆွဲပြီးတော့ကျွန်တော်တို့ချဲ့လို့ရတယ်ပေါ့နော်အဲဒီ direction ကိုလည်းကျွန်တော်တို့ချဲ့လို့ရတယ်ဒီဘက်ကိုလည်းကျွန်တော်တို့ဆွဲချဲ့လို့ရတယ်အနားလေးဘက်စလုံးကို ကျွန်တော်တို့ကအဆုံးမရှိနော်အနန္တအထိကျွန်တော်တို့ကဆွဲပြီးလို့နော်ဆွဲပြီးချဲ့လို့ရပါတယ်ဒါ plane ပုံရံသဘောပါ ဒီ plain ပုံကိုကျွန်တော်တို့နာမည်ပေးမယ်ဆိုရင်အထက်အမှတ်တွေကြည့်ပြီးနာမည်ပေးမယ်ဆိုရင်အထက်ဒီ capital letter point capital letter point 3ဘာနာမည်ကြည့်ပြီးပေးမယ်ဆိုရင်နော် plain pqr now plain prq now 6မျိုးနာမည်ပေးလို့ရတယ်เนาะ QPR နောက် plane QRB အမှတ်ပါတဲ့ဟာတွေနာမည်ပေးလို့ရတယ်เนาะ6မျိုးနဲ့နောက် plane RQB နောက် plane RPQ ပေါ့เนาะ အဲမတူတဲ့အစီအစဉ်6မျိုးနဲ့ကျွန်တော်တို့ plain ပုံနာမည်ပေးလို့ရတယ်။အဲ့ဒီအပြင်နောက်ထပ်နာမည်ပေးလို့ရတာကဒီကျွန်တော်တို့ capital letter တစ်လုံးနဲ့လည်းနာမည်ပေးလို့ရတယ်။အဲ့ဒီအပြင်နော်ဒီ6မျိုးအပြင် ကျွန်တော်တို့ plain and ဆိုပြီးတော့လည်းအဲ့လိုခေါ်လို့ရတယ်။နော်အော် sorry ဟိုက plain plain x ပေါ့နော် plain x ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးရေးလို့ရတယ်အဲ့တော့ဒီ plain ပုံထဲမှာပေါ့နော်ဟိုကျွန်တော်တို့၄တောင်ပုံထဲမှာ တောက်မှ stucan ပဲဖြစ်ဖြစ်ဟလာရိုးရိုး stucan ပဲဖြစ်ဖြစ်ပေါ့နော်ဒါဆိုအနေပြန် stucan ပုံလေးပဲနည်းနည်းရောက်သွားတယ်ဘလို့ပုံပဲဖြစ်ဖြစ်အနားလေးပဲပေါင်ခက်ပြတဲ့ပုံထဲမှာဒီ point 3 point capital letter နဲ့ရေးထားတဲ့ကောင်ကိုနံပါတ်6မျိုးနဲ့ဖော်ပြနိုင်တယ်ပြီးတော့ဒီ capital letter က point မပါတဲ့ကောင်တမတ်တဲ့ဆိုရင်လည်းနာမည်တစ်မျိုးနဲ့ဖော်ပြနိုင်တယ်။နောက်တစ်ခုအမှတ်မှာပါလဲဆိုတော့ဒီ plane ထဲမှာရှိတဲ့နော်ကျွန်တော်တို့ဒီအမှတ်တွေကဘယ်လိုဖြစ်နေလဲဆိုတော့ non collinear ဖြစ်နေရမယ်ဗောနော်အမှတ်တွေအားလုံးဟာနော်အမှတ်တွေအားလုံးဒီဘယ်လိုဖြစ်နေရမလဲဆိုတော့ non collinear ဖြစ်နေရပါမယ်။အဲ့တော့ဒီအမှတ်တွေဟာ plane ထဲမှာရှိတဲ့အမှတ်တွေ အဲ့ဒီအမှတ်တွေပေါ့နော်အဲ့ဒီအမှတ်တွေအကုန်လုံးကနန်းခေါ်လီနီယာဖြစ်နေရတယ်နန်းခေါ်လီနီယာဖြစ်နေရမှာနော်အဲ့ဒါမှာပလိန်ဖြစ်တာအကယ်၍ကျွန်တော်တို့ခေါ်လီနီယာဆိုလို့ရှိရင်တော့ပလိန်မဖြစ်ဘူးပေါ့နော်ဟောပြီအဲ့ဒါဒီဘက်မှာကျွန်တော်ပလိန်မဟုတ်တဲ့ပုံတစ်ပုံဆွဲပြမယ် ပုံကတော့ plain ပုံပဲဒါပေမဲ့အထက်က point နေကြောင် plain မဖြစ်တာပေါ့နော်အဲ plain ပုံစံမျိုးတွေ့တိုင်း plain တော့မဟုတ်ဘူးပေါ့ဗျာအေးဘီပြီးတော့ C အဲ့လိုမျိုးအမှတ်တရလေးတဒန်းနေဖြစ်နေ အမတ်တီတန်းနဲ့ဖြစ်နေရဆိုအမတ်တီကိုဆက်လိုက်လို့ရှင်ကော်လီနီယာ point မှာကျွန်တော်တို့သင်ခဲ့ရတဲ့အမှတ်တစ်ပတ်ပဲမှရှိတဲ့အဲ sorry line တစ်ချောင်းတည်းမှာရှိတဲ့အမှတ်ဒီအားလုံးရှိနေတဲ့ပုံစံဖြစ်နေမှာအမှတ်ဒီအားလုံးတန်းနဲ့ဖြစ်နေရင်တနည်းအားဖြင့်ဟိုပေါ့ကျွန်တော်တို့ collinear ဖြစ်နေလို့ရှိရင်ဒီပုံက plane မဖြစ်ဘူးအဲ့တော့ဒီပုံက plane မဖြစ်ဘူးပေါ့နော်အဲ့တော့အောက်မှာကျွန်တော်တို့ဗာရေးမလဲတော့ it is not it is not a plane ဒီပုံက plane ပုံမဟုတ်ဘူးပေါ့နော် plane ပုံမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိတဲ့ point 3 point sorry ပြီးတော့ဒီ point ပြီးတော့ဒီ point အဲ့ဒီ point นี่အကောင်လုံးက collinear ဖြစ်နေလို့ ဲ့လို collinear ဖြစ်နေရင်သူ plane ပုံမဖြစ်ဘူးเนาะဒီ၄တောင် student ပုံထဲမှာရှိတယ်အမှတ်တရဟိုတမတ်ဒီတမတ်အဲ့လိုဖြောက်တော့ဖြစ်နေမှာ plane ပုံဖြစ်တာเนาะအမှတ်ဒီတန်းနေဖြစ်နေလို့ရှိရင်ကျွန်တော်တို့ plane မဟုတ်ညာဘက်ကပုံကတော့ plane ပုံမဟုတ်ဘူးเนาะအဲဒီ video မှာတော့ကျွန်တော်တို့ plane ဖြစ်တယ်မဖြစ်ဘူးဆိုတော့အကြောင်းအရာကိုလေ့လာကြရတယ်ဗောနော်အဲ့တော့နောက်ဗီဒီယိုမှာ patch 4ကို selection ပြမယ်နော်